အမေရိကန်နဲ့ကမ္ဘောဒီးယားအကြားကပူးတွဲစေရေးလေ့ကျင့်မှုဖြစ်တဲ့ Anchor Sentinel ကိုရှင်းနစ်ကြာရနာထားခဲ့ပြီးတဲ့နောက်ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားအကြားငင်းကြမ်းရေးသဘောတူညီချက်ရအောင်သမ္မတဒေါ်နယ်ထရမ့်ကကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ကိစ္စအပါအဝင်နိုင်ငံကြားလွန်ခဲ့တဲ့သတင်းပတ်အနည်းငယ်အတွင်းဆက်ဆံရေးတွေပြန်လည်နှိုးထွေးမှုရှိလာနေတာကြောင့်အခုလိုပူးတွဲစေရေးလေ့ကျင့်တဲ့အစီအစဉ်လဲပြန်အသက်ဝင်လာတာပါ။မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ASEAN ထိပ်သီး CEO ဘက်နဲ့ဆက်ဆက် CEO ဘက်တွေရဲ့ပြင်ပမှာ အမေရိကန်စစ်မဲ့ရေးရာဝန်ကြီးပီခက်ဆက်နဲ့ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးတို့တရားတွေ့ဆုံဆွေးနွေးမှုအပြီးဝန်ကြီးဟက်ဆက်ကအန်ကာစန်တင်နယ်ပူးတွဲစီရေးလက်ချက်မှုအစီအစဉ်ကို ပြန်ဆမဲ့အကြောင်းအောက်တိုဘာ31ရက်နေ့မှာကြေညာခဲ့တာပါနိုင်စင်ပြုလုပ်တဲ့ဒီစီရေးလက်ချက်မှုမှာတိုင်ရင်အဆင့်အမိန့်ပေးစနစ်မြို့ပြအင်ဂျင်နီယာစီမံကိန်းနဲ့တဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးစတဲ့ခန္ဓာ၃ခုပါဝင်တယ်လို့ဆိုပါတယ်အမေရိကန်နဲ့ကမ္ဘောဒီးယားကြားဒီစီရေးလက်ချက်မှုကို ခုနှစ်ဇက်တိုက်ပြုလုပ်ခဲ့ပြီးမှ2018ခုနှစ်မှာရွေးကောက်ပွဲတွေရှိတဲ့အတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ကမ္ဘောဒီးယားဘက်ကဖျက်သိမ်းခဲ့တာကြောင့်အဲ့ဒီကလေးကရန်နာထားခဲ့တာပါပြီးခဲ့တဲ့သတင်းပတ်တွင်မလေးရှားနိုင်ငံကွာလာလံပူမြို့မှာကျင်းပတဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲမှာထိုင်းနဲ့ကမ္ဘောဒီးယားအကြားငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ထိုးပွဲကိုသမ္မတထရမ့်ကိုယ်တိုင်တက်သေးဖြစ်တက်ရောက်ခဲ့ပါတယ် နှစ်ဖက်38ယောက်ကနေ43ယောက်ကြာတေဆုံးခဲ့တယ်လို့ယူဆရတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာဖြစ်ခဲ့တဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေအဆုံးသတ်ရေးဂျားဝင်ဆောင်ရွက်ပေးခဲ့တဲ့အတွက်ကမ္ဘောဒီးယားကတမရထရန်ကို2025ခုနှစ်အတွက်နိုဘယ်ငင်းချမ်းရေးဆုချီးမြှင့်ဖို့အဆိုတင်သွင်းခဲ့ပါတယ်တမရထရန်ဒီနေ့အတွက်နိုဘယ်ငင်းချမ်းရေးဆုမရခဲ့တာကြောင့်ရှင်းနေမှာတမရထရန်ကိုထပ်မံအဆိုတင်သွင်းသွားမယ်လို့မလေးရှားမှာပြုလုပ်တဲ့ငင်းချမ်းရေးသဘောတူညီချက်စာချုပ်လက်မှတ်ထိုးပွဲပြီးမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မနက်ကပြောကြားခဲ့ပါတယ်ပူးတွက်စီးလေ့ကျင့်မှုကျင်းပမဲ့ရက်ကိုတော့တရားဝင်မကြေညာသေးပါဘူးခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ